်မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလားမေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မတ်လ22ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆုံအပူချိန်တွေကတော့နေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ24ဒီဂရီဆက်စီယပ်85ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ်ဒီကနေ့မနက်6နာရီခွဲချိန်မိုးလေဝသကြိုးတို့မှာဖမ်းယူရရှိတဲ့ပွန်ရောင် တင်္ဂလာပင်လယ်ော်အနောက်အလဲပိုင်းမှာ တိမ်နေငယ်ဖြစ်ထွန်းနေပြီကပ်ပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလာပင်လယ်ော်တို့မှာတိမ်တဲ့တမတိမ်ထွန်းထနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်တဲ့တမတိမ်ထွန်းထနေပြီကျန်ဒေသတွေမှာတိမ်တဲ့ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းရတဲ့တင်ရှိပါမယ်လှိုင်းမြမမြမကံယူတဲ့တရှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေကန်ရှိနိုင်ပါတယ် ဒီကနေ့ညနေဒီခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကန်းဒေသကြီးရဲ့ထပ်ပိုင်းတို့မှာနေရာကျကျနေချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကန်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်း AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြောင်မုတ်တချုံရွာပြီးရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာတိမ်တင်တင်ဖြစ်ထွန်းပါမယ် နေပြည်တော်နဲ့ဤတဝိုက်အတွက်ဒီကနေ့ညနေတိမော်လဝတ္တာချင်းနေခံမှန်းချက်မှာတိန်တင်တင်ဖြစ်ထွန်းပါမယ်အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆက်စီယံ69ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတိမော်လဝတ္တာချင်းနေခံမှန်းချက်မှာလည်းတိန်တင်တင်ဖြစ်ထွန်းပါမယ်အမြင့်ဆုံးမူချိန်မှာလည်း39ဒီဂရီဆက်စီယံ69ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတိမိုးလွယ်သားအခြေအနေခံမှန်းချက်မှာလည်း တင်းတင်းတင်းဖြစ်ထွန်းပါမယ်အမြင့်ဆုံးဝိုးချိန်မှာ50ဒီဂရီဆက်စီယံ104ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကနဒေသကြီးချင်းပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမိုးထစ်ကြုံရွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွေသားသတင်းများပဲဖြစ်ပါတယ်။ ကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေရှင်။